လိုမင်္ဂလာပါကျမဗန်ဖြစ်တဲ့ Phoenix Arizona မှာအင်ချန်နီရောင်းဝယ်ရေးရင်းနှီးမြှုပ်နှံခြင်းနဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့၈နှစ်မှာအာအတွေ့အကြုံလေးတွေရှိခဲ့ပါတယ်။လောတော့ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဒီနေ့ကအင်ချန်နီရင်းနှီးမြှုပ်နှံခြင်းကိုဘယ်လိုစလုပ်သင့်မလဲ Beginner Guide 101အဲမြန်မာပြည်မှာ အမေရိကန်မှာရှိတယ်အမေရိကန်မြန်မာတွေအတွက်ကျွန်မအနေနဲ့အများကြီးပြောပြသွားချင်ပါတယ်လို့เนาะ today is going to be a realistic investment for beginner guide 101ဆိုတော့ကျွန်မရှင်းနှစ်အတွင်းပြုလုပ်ခဲ့တဲ့အရာမှာအိမ်ရောင်းဝယ်တဲ့အရောင်းအတွက်ရောဝယ်တဲ့သူအတွက်ရောနောက်ပြီးတော့ကိုယ်တိုင်ကလည်းအိမ်ဝယ်ပြီးတော့ flipping ပြန်ရောင်းတာတွေပြုလုပ်ခဲ့တယ်နောက်ပြီးတော့အိမ်ဝယ်ပြီးတော့အဟို rental အဖြစ်နဲ့အိမ်ငှားတွေအဖြစ်နဲ့ကျွန်မထားခဲ့တယ် commercial စိတ်ရော အဲ့တော့ပြီးတော့ဒီအကြောင်းတွေပါတယ်လေကျမအနေနဲ့ရောင်းပေးခဲ့ဖို့ပါတယ်เนาะဒီအတွေ့အကြုံမှာအလုံးကအာဘယ်လိုပြောမလဲပန်းပွင့်လို့အဆင်ပြေနေတဲ့ဟာမဟုတ်ပါဘူးเนาะတချို့တချို့ transaction တွေမှာဆိုကျမရှုံးတာတွေရှိခဲ့တယ်အာအမှားလုပ်ခဲ့မိတာတွေလည်းရှိအများကြီးရှိပါတယ်ကြိုတင်ပြီးတော့မစဉ်းစားတာပဲပေါ့เนาะအဆင်ပြေမယ်လို့ပဲထင်ပြီးတော့လုပ်ရင်းလုပ်ရင်းနဲ့အမှားတွေတွေ့ခဲ့တယ်အဲအဲ့ဒါလေးတွေကိုလည်းခေါင်းစဉ်အလိုက်နဲ့ကျမရဲ့အတွေ့အကြုံအာ good and bad အကုန်လုံးကိုကျမအနေနဲ့ရှင်းပြသွားမယ်ဒီနေ့ပထမအဦးဆုံး topic က or how to start investing in real estate for beginner with no experience and not a lot of money ဆိုတော့တချို့တွေကအိမ်ငှားအိမ် real estate ပေါ့နော်အိမ်ချမ်းမျိုးရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တထိပ်ဖြစ်ဖို့လိုတယ်ပညာတတ်ဖို့လိုတယ်ပတ်စံတောင်းဖိမဲ့နေအများကြီးရှိဖို့လိုတယ်အတွေ့အကြုံတွေရှိဖို့လိုတယ်အဲ့ဒါမှပဲအဲဒီအိမ်ချမ်းမျိုးရင်းနှီးမြှုပ်နှံမှုကိုစပြီးလုပ်လို့ရမယ်လို့အာ ကိုလာဟာလာပေါ့နော်တည်ကြတာတွေရှိပါတယ်မဟုတ်ပါဘူးเนาะကျွန်မလည်းအဲ့လိုမရှိခဲ့ပါဘူးအစမှဆိုရင်ဆိုတော့ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ဥစ္စာကအချက်၄ချက်အနေနဲ့ဒီပထမအဆုံး topic မှာပြောပြချင်ပါတယ်เนาะအင်ချက်နေရင်းနှီးမြှုပ်နှံမှုဟာဆိုလို့ရှိရင်အဲဒီအရေးအရန်ပဲ ရေရှည်အတွက်မိသားစုအတွက်တကယ်ကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။အမေရိကန်မှာပဲဖြစ်တယ်၊ကမ္ဘာလုံးမှာဖြစ်ဖြစ်ဖြစ်ချမ်းသာကျယ်ဝတဲ့သူတွေအားလုံးဟာအားလုံးထဲမှာ90% 60%ရာခိုင်နှုန်းဟာဆိုလို့ရှိရင်အိမ်ချမ်းမြေအဲမြေနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကိုသူတို့အဓိကထားတဲ့အတွက်ကြောင့်မို့သူတို့ဒီလိုဖြစ်တာချမ်းသာကျယ်ဝမှုရရှိတာဖြစ်တယ်။နော်အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုချမ်းသာကျယ်ဝမှုရရှိဖို့အတွက်ကိုအားလုံးကိုပြောပြချင်ပါတယ်လို့နော်။